တင်အကြောင်းကြားစာပေးပို့ထားတဲ့လှဲကူးမျိုးနဲ့ရန်ကုန်မင်းကြီးအမြန်လန်းဘေးမှာရှိတဲ့စိုက်ပျိုးရေးဦးစီးဌာနပိုင်းမြေပေါ်ကကျူးကျော်နေအိမ်9000ကျော်ကိုသက်ဆိုင်ရာကဒီဇင်ဘာလ18ရက်နေ့နနက်9:00နာရီဝန်းကျင်မှာချက်သိမ်းရှင်းလင်းခဲ့ပါတယ်။လှဲကူးမျိုးနဲ့ရန်ကုန်မင်းကြီးအမြန်လန်း3ပိုင်2ဖာလုံးဘေးရှိစက္ကန်းကြီးကျေးရွာအုပ်စုကိုရမက်988ကံကော်ကျွန်းကွင်းနဲ့ကိုရမက်989ဘန်ပွေးကုန်းအတွင်းရှိမြေအေရိယာ 938ဧကကျော်ကိုင်းအမှတ်989ဗန်ပွဲကုန်းကွင်းနဲ့တာယာကုန်းကျေးရွာအုပ်စုကိုင်းအမှတ်982ဗဒဲကောမြောက်ဖက်အတွင်းရှိမြေဧရိယာ669ဧကကျော်ရှိတဲ့လေယာစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝင်ကြီးဌာနပိုင်းမြေဧရိယာစုစုပေါင်း1608.2ဧကပေါ်မှာမြေကွက်ဖော်ထားတာတွေတဲထိုးထားတာတွေပြုလုပ်နေတာကြောင့်ဒီဇင်ဘာလ17ရက်နေ့က စိုက်ပျိုးရေးဦးစီးဌာနကလည်းအကြောင်းကြားစာပေးပို့ခဲ့ပါရတယ်။အဲ့ဒီနောက်မှာတော့ဒီဇင်ဘာလ18ရက်နေ့နနက်9:00နာရီဝန်းကျင်မှာရဲတပ်ဖွဲ့အင်အားတရာကျော်အပါအဝင်လူအင်အားတထောင်လောက်နဲ့ဗဟိုးရင်အစီ20ကျော်အုံပြုကလာရောက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဒီလိုလာရောက်ဖျက်ဆီးမှုကိုနေထိုင်သူတဦးကအခုလိုပြောပါရတယ်။ဖြစ်တာကကျွန်မတို့ကမနေ့ကလာကြည့်လိုက်တာဗောနော်မနေ့ကမိုးလင်းလို့သူတို့ဖြစ်နေပြီဒါမဲ့သူတို့ညကမနေ့က၄နိုင်တည်းကရရွာတဲ့လူတွေကိုစုပြီးတော့ ဟိုနေရုံးရှင်းမှာစောင့်နေလို့ပြောတယ်ရွာထဲဒီရွာထဲကို20တောင်းတယ်လို့ပြောတယ်အဲဘေးရွာဟာဒီရောပေါ့နော်အကုန်လုံးလာတာတော့၄နာရီကနေလူစုတယ်လူငယ်ကတော့တော်တော်များတယ်ကျမတော့ဟိုခမန်းကြီးရတော့ပြောရဲတဲ့ယူနီဖောင်းတွေနဲ့ဖျက်တဲ့လူတွေအရက်သားတွေကဟိုနေယူပါလေဟိုနေအိမ်တစိတ်တည်းယူကြည့်တာပါအေဂျီအေဂျီအေဂျီတစိတ်တည်းပါဖြူရောင်နေစွတ်ကြဖြူရောင်အဲဒီနေရာကိုကတော့ပြောမယ်ဆိုရင်တော့ဒါဒီနေရာကတော့နာမည်မဖော်သေးဘူးဒါကြောက်အောင်ရွာပဲအမှန်တော့ကျမတို့ကတော့ဒီမှာပေါ့နေတာပေါ့လောလောဆယ်ဆယ်တော့အခု ရွာသားကဒီရွာသားဒီမှာငယ်မွေးချံပေါ့ပဲဒီမှာနေရမို့ရွာထဲမှာနေရပေါ့နော်ကျမကြတော့လည်းအခုလိုမျိုးသမီးတွေထွက်နေတော့ကိုလည်းထွက်နေလိုက်တာပေါ့အာကိုကကျမတို့ကတော့ရွာအမွေတာမဟုတ်ဘူးဒီရွာသားတွေကပေါ့သမီးတွေလူထွက်နေတော့ကိုကလည်းဒီမြေကိုရွာဟိုတော့လည်းကိုရွာပိုင်တဲ့မြေတွေဆိုတော့လေအစိုးရသိမ်းသွားတာရွာနေရရွာပိုင်ကပိုင်တဲ့မြေတွေစိုက်ပျိုးစားနွားစက်ကျွတ်စက်မြေအဲ့ဒါအစိုးရတို့စိုက်ပျိုးစားမယ်ဆိုပြီးတော့အကုန်လုံးသိမ်းနေဆိုတော့ကျမတို့ကလည်းအကုန်လုံးလွက်ကွက်ကျွတ်နေရွာထဲပြန်နေကြတယ် ေကြပြီးတော့ဥကြသူတို့မဆိုင်ဘူးပေါ့သူတို့မဆိုင်တော့ဟိုဘက်မှလည်းတစ်ဖက်မှလည်းအဲ့လိုတွေလုံနေကြတော့ဒီအဖွဲ့စည်းငင်းငယ်အဖွဲ့စည်းတူနဲ့ကွက်တွေရိုက်ကြတယ်ပေါ့နော်အဲ့တော့ကျမတို့ကလည်းကိုရွာအမေကိုပြန်ယူမယ်ဆိုရွာသားတွေစုပြီးတော့ကိုကကိုထွက်ပြီးတော့အဲယူလိုက်ကြတာဒီထက်မှတော့အမဟုတ်ဘူးရွာထဲမှာတော့အင်ဂျင်ရှိတယ်ဒီထက်မှတော့အင်ဂျင်အဲ့လောက်မများသေးဘူးပေါ့အင်ဂျင်ကတော့ဒီထက်မှတော့အစိတ်လောက်ပဲဟိုတဲလေးကတော့အကုန်လုံးအတဲကတော့ဟိုလောက်ရှိတယ်တက်90လောက်ထိုးထားတယ်ဒါပေမဲ့လူနေတာတော့ခနဲ့နဲ့ပဲနေနေတယ်အဲ့ဒီမြေခွက်တွေပေါ်ကတချို့ဟာ KNU, KNLA, PC ကပိုင်ဆိုင်နေဆိုပြီးလာရောက်ရောင်းချထားတာတွေလည်းရှိခဲ့ပါတယ်။လက်ရှိမှာဖြတ်စည်းမှုမရှိသေးတဲ့မြေ area တွေမှာလည်းအဲ့ဒီလိုရောင်းချထားတဲ့မြေကွက်တချို့ကျန်ရှိနေသေးတယ်လို့ကံကောကျွန်းကွေးမှာနေထိုင်သူတွေကပြောပါတယ်။မြေကွက်တစ်ကွက်ကိုကျက်32သိန်းပေးချေကဝယ်ယူခဲ့ရပြီးရောင်းချသူဟာငင်းချင်းကြီးယူထားတဲ့လက်နက်ကင်အဖွဲ့အစည်းတစ်ခုကဖုံးမှုစောတာခဲ့လို့ဝယ်ယူစဉ်ကဆက်လက်မှာပါဝင်တယ်လို့စင်ရံနံပါတ်မှုပပျောက်ရေး အိုးအိမ်မြင်နေရချထားရေးကော်မတီရန်ကုန်တိုင်းလို့ပါဝင်ကြောင်းမြေကွက်ဝယ်ယူထားသူဒေါ်တိရာကပြောပါရတယ်။အဲ့ဒီမှာလာရောက်နေထိုင်ကြသူတွေဟာမြေကွက်ဝယ်ယူထားသူတွေပါဝင်တယ်လို့လက်နက်ကန်အဖွဲ့ကမြေကွက်ရကြီးရောင်းချထားတာကိုသိတာကြောင့်ကြီးရွာမှာနေထိုင်သူတွေကလည်းကိုယ့်မြေကိုပြန်ယူမယ်ဆိုက အကွက်ရက်ရယူထားသူတွေလည်းပါဝင်ပါရတယ်။အများစုကတော့အင်းစိန်မော်ဘီနဲ့အေရီတိုင်းဒေသကြီးဘက်ကလာရောက်နေထိုင်သူတွေများတယ်လို့သိရပါဗျ။